လူတိုင်းအားကြရတဲ့ပတ်စံဝင်ဝေကောင်းတဲ့သူတွေမှာရှိတဲ့လိုအပ်ချက်လေးကိုမျှဝေချင်ပါတယ်အဲ့ဒါကတော့ဒီစောက်လေးကနေပြီးတော့မှဖြိုးကနေပြီးတော့ပြန်ပြီးမျှဝေပေးမှဖြစ်ပါတယ်ဒီစောက်ကိုဖတ်ချင်းအဖြစ်ကဘာပေါ်မှာជីជីတက် ချမ်းသာတဲ့ millionaire တွေ billionaire တွေတောင်မှပေါ့နော်အခုဒီစာအုပ်ထဲမှာပြောထားတဲ့ formula နဲ့တို့ဘာကြောင့်ချမ်းသာရလဲဆိုတာကိုတို့တော့အကြနိုင်မယ့်အစားကိုကိုတိုင်ကလည်းအဲ့လိုမျိုးဖြစ်အောင်လေ့လာလို့ရပါတယ်အရင်နာမည်ကြီးရဲ့စာကြောင်းတစ်ချောင်းအကြဘာလဲဆိုတော့ the quality of your mind is the quality of your life ကိုစိတ်ကိုရဲ့အတွေး quality ကကိုဘဝရဲ့ quality ကိုဆုံးဖြတ်ပေးရပေါ့နော်ကိုကအတွေးတွေကအရန်ကိုမကောင်းဘူးပြီးရင်အမြဲတမ်းစိတ်ဆင်းရဲနေရတော့ကရောက်နေရအမြဲတမ်းသူများကိုမနာလိုနေရတဝင်တိုးနေရဒေါသထွက်နေရဆိုရင်ကိုရဲ့ကို quality of life ကလည်းအဲ့တိုင်းပဲเนาะဒါကြောင့်မလို့ကိုယ်စိတ် quality ကအရန်ရေးကြီးပါတယ်အဓိကကဒီစာအုပ်ထဲမှာဆိုရင် main idea ပေါ့နော် building world ချမ်းသာကြွယ်ဝခြင်းကို ဖန်တီးဖို့ formula ပေါ့နော်သူထဲမှာရေးထားတယ်နံပါတ်1ကလူတစ်ယောက်က ကိုနေဘက်တစ်ခုမှကျွမ်းကျင်ခြင်းတယ်ပြီးရင်နေဘက်တစ်ခုမှချမ်းသာခြင်းတယ်ဆိုရင်အဲ့ဒီ specific knowledge လိုတယ်ပြီးရင် accountability လိုတယ် leverage လိုတယ် judgment လိုတယ် okay အဲ့တော့တစ်ခုချင်းစီကိုဖြိုးအပ်ရှင်းပြခြင်းတယ်အဲ့တော့ပရမအုဆုံးကကျွန်တော်တို့လူတယောက် career တစ်ခုမှအောင်မြင်ခြင်းတယ်ဆိုရင် specific knowledge ရှိရမယ် specific ဆိုတဲ့အတိုင်းပဲကိုကျွမ်းကျင်တယ်ကိုစီမှာပဲရှိတဲ့အသိပညာဘုဒ္ဓတရားပေါ့နော်ဥပမာဖြိုးအတွက်ဒီရွှေနှုတ် application ကိုလုပ်တယ်ပေါ့နော်အဲ့တဲ့ချိန်ကလုံးရင်တခြားအချိန်နဲ့အကုန်လုံးကဒီအလုပ်ကြောင့်ပဲတွေးနေရဖြစ်တဲ့အတွက်တခြားသူအတွက်ဆိုကြာလိုက် ညီးငွေ့မယ်ကြာလာရင်စိတ်ဆင်းရဲမယ်အများစုအတွက်ကအလုတ်ကြီးဖြစ်နေတယ်ဒါပေမဲ့ဖြိုးအတွက်ဆို it's like a play ကစားနေရသလိုမျိုးပဲကိုတကယ်ကြိုက်နေတဲ့လို့စိတ်ဝင်စားတဲ့အလုတ်ကိုလောက်ရဖြစ်တဲ့အတွက်24နာရီလောက်ရလဲစိတ်ဝင်စားတယ်အဲ့လိုမျိုးအလုတ်ဖြစ်မှသာလျင်ကိုက specific knowledge ကိုအတွက်တီးတဲ့သူများနဲ့မတူတော့မနဲ့ကျွမ်းကျင်မှုတွေရှိလားကိုပဲကျွမ်းတဲ့ဟာနောက်တစ်ခုပါရှိမလဲဆိုတော့ဝင်ဝင်ကောင်းတဲ့သူတွေဆိုတာကသူ့မှာကျွမ်းကျင်မှုတွေအများများတယ်ပြီးတော့ရင်ကျောင်းမှာသင်ပေးလို့မရတဲ့ပညာရက်တွေ တင်နန်းတခုမှသွားတင်လိုက်တာနဲ့တက်သွားတဲ့မဟုတ်တဲ့ကျွမ်းကျင်မှုတွေကိုပိုင်ဆိုင်နေမှသာလျေအဲ့လူကဝင်ငွေကောင်းတာအเจ้าမှသွား train လို့မရတဲ့ပညာရက်တွေအကုန်စုနေလို့လူတယောက်ကဝင်ငွေရှာတဲ့အချိန်မှာကို့မှာ specific knowledge ရှိတာ specific knowledge ဆိုတာကတဲ့ तू ကတင်တန်းမှသွားတင်တာထက်အလုပ်ကနေတင်တာပို့ပြီးတော့မှဖြစ်နိုင်ချေရှိဥမာ ဖြိုးအားကျနေတဲ့ညီမလေးတချို့ရှိရပေါ့နော်အပြစ်မှာဆိုရင်လည်းသူတို့တွေ့မဖြိုးအရန်အားကျဖြိုးအားကျတယ်ဆိုရင်ဖြိုးဘာတွေရှိလဲဆိုတာကိုပွပွင့်လင်းလင်းချပြချင်တာခါလေးကျရင်တင်ပေးတယ်ပေါ့နော်ဒါတွေဒါတွေလို့ဒီစိတ်တက်တွေဒီ mindset တွေထားဆိုအဲ့ဒါကအလုံးမဖြစ်ဘူးစိတ်တက်တွေ mindset တွေမှန်နေုံနဲ့မရဘူးကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ့နော် skill set တွေကအရန်ရေးကြည့်တယ်ကျွမ်းကျင်မှုမရှိဘဲနဲ့ငွေရှာခြင်းလို့မရအောင်ကျွမ်းကျင်မှုမရှိဘဲနဲ့လူတွေတမိုးထားခံရတဲ့သူလူတွေအားကျတဲ့သူအောင်မြင်တဲ့သူတယောက်အနေနဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျွမ်းကျင်မှုကသာလေ ရင်ကျွန်တော်ကတန်လိုက်အိမ်မြောင်လိုမျိုးပဲကိုယ့်ရဲ့ဝင်ငွေတွေနော် money ပဲဖြစ်ဖြစ် fame ပဲဖြစ်ဖြစ်အဲ့ဒါတွေကို attract လုပ်တာပေါ့နော်အဲ့တော့အခုလက်ရှိရောကိုယ့်မှာဘာ specific knowledge ရှိလဲဆိုတော့ comment ထဲမှာဖြိုရေးခဲ့ပေးပါနောက် topic တစ်ခုကတော့ accountability ပါအောင်မြင်ခြင်းနဲ့ဆိုရင် accountability ကိုမှရှိရမှာဖြစ်ပါတယ် accountability ဆိုတာဘာလဲဆိုနာမည်ခံတာပေါ့နော်လူတွေကများတော့ပြက်ကနာမည်မခံချင်ဘူးခေါင်းဆောင်ချင်တယ်ဘာကြောင့်မို့လဲဆိုတော့တာဝန်ကြီးလို့တကယ် အရန်အောင်မြင်ပြီးတော့မှအရန်ထူးချွန်တဲ့သူတွေကသူတို့ကနာမည်ခံပါတယ်လူရဲ့တဘာဝရကိုနာမည်ခံလိုက်ပြီဆိုရင်အဲ့ဒါကိုအပြင်းမထူတော့ကြိတ်မိတ်ပြီးတော့မှမဖြစ်မနေအာယုံဆိုင်ပြီးတော့လှုပ်တက်တဲ့အချင်းရှိတယ်ဘယ်လူတွေကမတိုးတက်ဘူးလဲဆိုတော့နာမည်မခံရဘူးနောက်ထပ်မှပဲအများနဲ့နေရတယ်ဒီ project ဘယ်သူလှုပ်တာလဲဆိုရင်လည်း ကိုနာမည်မပေါ့ကိုထက်အထက်လူကြီးရပဲသူနာမည်ခံပြီးလောက်တာဖြစ်တဲ့အတွက် तू ကပဲတေချာလောက်သွားတယ် तू ကပဲစိတ်ဝေပူပြီးတော့မှဘက်ပေါင်းစုံနဲ့ကြည်တယ်ဒါပေမဲ့ကိုကဘာမှမလုပ်လိုက်ရအောင်အဲ့လိုလူတွေကမတိုးတက်ဘူးဘယ်ရာမဆိုရင် you have to have a skin in the game ပေါ့နော်နာမည်ခံတဲ့ နေရာတစ်ခုအလုပ်တစ်ခုကိုတာဝန်ယူမယ်ဆိုရင်တပြေးပြေးတပြေးပြေးနဲ့ကိုကတိုးတက်ပြောင်းလဲလာလိမ့်မယ်ဖြိုးဆိုရင်လည်းဖြိုးမျက်နှာကြီးထွက်ထွက်ပြီးဖြိုးကနေပြီးတော့မှဘဲရမဆိုရင်အမခန့်တယ်လေဒါတချို့လူဆိုမလုံရဲဘူးနော်သူတို့လုံးနေစီးပွားရေးတို့တောင်မှသူတို့မျက်နှာမပြရဲတဲ့သူတွေအများကြီးရှိတယ်မှန်အောင်လုံအောင်မဲ့ဟာတွေဆိုရင်သူတို့တွေကခိုလိုက်တယ်ပေါ့နော်ဒီ quality တွေပိုင်းမကောင်းဘူးရေးသားခိုးတယ်ဆိုတာက တို့ကိုယ်တိုင်မျက်နှာထုတ်မပြရလို့လေဖြိုးလို့ဆိုရင် quality ဆိုရင်လုံးဝလုံးဝမခိုဘူးမကက်ဘူးအရန်စိတ်ပူရတယ်တိလားအခုရွှေနှုတ်နဲ့ပတ်သက်လာရင်ဆိုဖြိုးမှာ stress အရန်ရှိတယ်စိတ်ဖိစီးမှုတွေများတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကို့မျက်နှာကြီးအမြင်နဲ့လူတွေအားလုံးသိတယ်တခုပြဿနာတက်ရင်ဖြိုးပဲအဆဲခံရမှာလေဟုတ်တယ်နော်လူတွေဆဲခံမှာကြောက်တာဆိုတာထက်ကိုယ်ပေါ်ကိုကိုတောင်းဝင်ခံထားတဲ့အမိခံနာဖြစ်တဲ့အတွက်လုံးဝ မပြင်းရဘူးကိုယ်စိတ်ကလည်းအစရမပြင်းမအောင်ဆိုမှနာမည်ခံလိုက်တော့ပိုဆိုးသွားပါပေါ့နော်အဲ့ဒီဥစ္စာ trick ပါလူတွေကမသိတာအပြင်းထုပ်ပြီးနောက်ွယ်မှာပဲနေရဒါပေမဲ့အဲ့လိုမျိုးနောက်ွယ်မှာနေနေနဲ့ကိုကတုံးသွားတာအဲ့လိုမျိုး နေမဲ့အစထွက်ပြီးတော့မှကိုတောင်ဝင်ယူလိုက်ပါတိတ်တိတ်မောမောလေးကကဆကိုတောင်ဝင်ယူလိုက်တယ်ဆိုရင်တဖြည်းဖြည်းနဲ့ကိုပို့ပြီးတော့ထူးကျွန်လာလိမ့်မယ်ရင့်ကျက်လာလိမ့်မယ်ပြီးရင်ခဏပြောတဲ့ specific case တွေကိုပဲကျွမ်းကျင်တဲ့အရာတွေများလာလိမ့်မယ်အဲ့တော့ဒီ formula မှာဆိုရင်အလုံးနာလဲရမှာကပထမဆုံးက specific knowledge ရေးကြည့်တယ်နောက်တစ်ခုက accountability နောက်တစ်ခုက leverage ဆိုတဲ့လူအများစုဖြိုးလို့ရဲ့ video တွေချိတဲ့လူငယ်တွေကတော့ leverage နဲ့ပတ်သက်လာရင်နည်းနည်းလေး leverage ကဘာကြီးလဲဆိုဖြစ်နေလိမ့်မယ်ဒါပေမဲ့ဖြိုးတက်နိုင်တဲ့များစူးစမ်းပြီးရှင်းပြမယ်ပေါ့နော် leverage ဆိုတာကကြာတော့မြန်မာလို းဆိုရင်ကုတ်ကန်အားပေါ့ဒီမှာဆို leverage ၄မျိုးရှိရလို့ပြောခြင်းတယ်တစ်ခုကကြတော့ labor ပေါ့နော်အလုပ်သမားတွေခန့်ပြီးတော့မှ leverage လုပ်တာကုတ်အားကန်အားယူတာနောက်တစ်ခုက capital နဲ့ leverage ယူတာအဲ့တော့ labor နဲ့ leverage ယူတာဆိုတာကဘာကိုပြောခြင်းတာလဲဆိုတော့ဖြိုးကတယောက်တည်းအလုပ်လုပ်နိုင်ရင်အလုံးစုံလုပ်နိုင်မှ၁၀နာရီဒါပေမဲ့ဖြိုးကလူရောက်၂၀ကိုအလုပ်ခန့်ထားရဲဆိုရင်တနေ့တနေ့ဖြိုးလုပ်နိုင်တဲ့ အချိန်ကအများသွားပြီအဲ့လိုမျိုးမဟုတ်ဘဲနဲ့လူရောက်နေရကိုကိုကအလုတ်ခံထားနိုင်မယ်ဆိုရင်တနေ့တနေ့ကိုပြီးသွားတဲ့အလုတ်တွေကအများကြီးပဲရှိသွားပြီ labor leverage မရှိဘဲနဲ့အလုတ်ခံနိုင်စွမ်းမရှိဘူးကိုတယောက်တည်းပဲလုတ်တယ် ဖြိုးတို့တငယ်ချင်းနှစ်ယောက်ရှိမယ်ဖြိုးကတော့ဖြိုးရဲ့ရွှေနှုတ်ထင်းမှဆိုရင်အလုံသမားရဲ့အများကြီးခံထားတယ်အခုဖြိုးတို့ဆို25ယောက်30လောက်ရှိမယ်ပေါ့နော်ဒါဖြိုးမှဖြိုးရဲ့အောက်ကနေလုံနေတဲ့သူက30ရှိမယ်ဒါပေမဲ့ဖြိုးတငယ်ချင်းမှ तू ကဘယ်သူမှမခံထားဘဲနဲ့ तू တယောက်တည်းပဲဆိုရှယ်မီဒီယာမှာတယောက်တည်းအလုံလုံနေရဆိုရင် तू နဲ့ဖြိုးနဲ့မှဆိုရင်ဖြိုးမှကတယောက်တည်းလုံနေရမဟုတ်ဘူးကိုကတနေ့ကို10နာရီပဲလုံတယ်ဆိုအဲ့10နာရီပဲလုံနေရမဟုတ်ကိုနဲ့တူတူ10နာရီတခြားအယောက်30ရလဲလုံနေရဖြစ်တဲ့အတွက်အဲ့ဒါကပွားသွားတာကိုရဲ့ရီမန်းချက်ပန်းတန်းကိုပို့ပြီးတော့မြင်မြန်ဆက်ဆက်နဲ့ မြမြဆဆရောက်မိအောင်ပွားသွားဒါက labor leverage ကိုခေါ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ labor leverage ကအရင်ခေတ်တုန်းက तू က permission leverage လို့လည်းပြောခြင်းတယ် permission leverage ဆိုတာကသူများကကိုယ့်စီမှာလုံးလုံးချင်အောင်မှာဟုတ်တယ်နော်အရန်တော်တဲ့သူပဲဖြစ်ပါစေကိုခန့်ပြီးတော့မှ तू ကမလုံးချင်ဘူးဆိုလည်းလုံးမှာမဟုတ်အဲ့တော့သူတို့ရဲ့ permission ကိုယ့်အောက်ကလုံးလုံးမဲ့သူရဲ့ခွင့်ပြုချက်တော့ယူရတယ်လို့ तू ကဒီမှာရှင်းပြထားတယ်ပြီးရင် it's a very difficult leverage လူတွေကိုစီမံခန့်ခွဲဖို့ခတ်တယ်ဆိုတာပြောချင်တာပေါ့နော်တထေးတွေကိုပိုချမ်းသာစေတာကကိုကတာမန်လူဆယ်ယောက်လေးပဲခန့်နိုင်တဲ့အချိန်မှာ तू အရောက်တစ်ထောင်ခန့်ပြီးအလုံးလုံးနေတဲ့အခါမှာ तू နဲ့ကိုနဲ့တနည်းလောက်နေတဲ့အချိန်မှာချမ်းသာကြွားမှုအရန်အရန်ကိုကွာသွားပြီအဲ့တခုရှိမယ် leverage ကုတ်ကတ်အားပေါ့နော်နောက်တစ်ခုက capital leverage ဆိုတာကကြာတကယ်ကြပတ်စံကလည်းပြန်ခိုင်းလို့ရတယ်ပေါ့နော်ကိုလုံးလုံးနေစရာမလိုဘဲနဲ့တချို့ချမ်းသာတဲ့သူတွေကြာသူတို့ကအလုံးမလုံးတော့ဘူး तू ပတ်စံနဲ့သူတို့ပြန်ခိုင်းတယ်အခုမြန်မာပြည်မှာဆိုအဲ့လိုမျိုး capital leverage အရန်သုံးတယ်ပေါ့ သူတို့ရှိပြီးသားပတ်စံကိုပွားတာပေါ့နော်အလုတ်ထမရင်းနှီးမြုပ်နေမယ်တခြားသူတွေရဲ့စီးပွားရေးထမရင်းနှီးမြုပ်နေမယ်အိမ်ချမ်းမြေအခုမြမမြမဆိုရင်ကြောက်မဲ့ရနာရီမှာရင်းနှီးမြုပ်နေတယ်ဥမာမြေတွေပေါ့နော်သူတို့မှ3900ရှိလို့တထောင်ကိုမြေဝယ်ထားရဲဆိုအဲ့မြေကလွန်ခဲ့တဲ့3နှစ်တော့တထောင်ဒါပေမဲ့အခုက3900ဖြစ်သွားရဲဆိုကိုက3နှစ်နေလို့ပတ်စံ3400တော့မဝင်ဘူးဒါပေမဲ့ तू ကသူ့ရဲ့ရှိပြီးသားပတ်စံနေပြီးတော့မှနောက်ထပ်3400ပွားသွားဖြစ်တဲ့အတွက် तू 3900ရှိသွားပြီအဲ့တော့ကိုနဲ့ तू နဲ့စခဲ့တာချင်းတူရင်တောင်မှ तू ကသူ့ပတ်စံကိုသူမှတ် မှန်ကန်ကန်ရင်းနှီးမြှုပ်နှံပြီးတော့မှစားပွားဖြစ်သွားပြီဖြစ်တဲ့အတွေ့သူ့နဲ့ကိုယ်နဲ့အရန်ကွာသွားပြီအဲ့လိုမျိုးမဟုတ်ဘဲနဲ့အစတော့ကကြာသူတို့ကပတ်စံရှိကိုကတော့မရှိဘူးဆိုရင်တော့ပို့ပြီးတော့ဝေးကွာတာပေါ့နော်ဒါကြောင့်မလို့ဉာဏ်ရှိတဲ့သူကပို့ချမ်းသာတာပေါ့နော်ညာသောပြစ်ကချမ်းသာလာပြီးသားသူတွေကလည်း၎င်းတော့ချမ်းသာမဟုတ်သူတို့မှလည်းကျွမ်းကျင်မှုတွေအတိညာဘူးဒုတရရပေါ့နော်အများကြီးအများကြီးရှိပါတယ်မဟုတ်ဘဲနဲ့ပတ်စံရှိခဲ့ရင်တောင်မှဆက်ပြီးထိမ့်ဖို့ဆိုရင်တော့ကျွမ်းကျင်မှုမရှိဘဲနဲ့ပောက်ကြရလုံနေရင်တော့ထိမ့်သိမ့်နိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ချမ်းသာကြွားတဲ့သူတွေကိုလည်းတွားပြီးတော့မှအပြစ်မတင်နဲ့ပေါ့နော်အစပိုင်းမှာသူတို့ဘာလို့သူတို့ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဲ့သူတို့စက်ထိန်ဖို့ရှာအတွက်တခုခုလောက်တာမှန်နေလို့ပဲဆက်ပြီးတော့မှအောင်မြင်နေအဲ့တော့ဖြိုးကပြောချင်တာသူတို့ဘာကြောင့်မလို့ဒီလိုမျိုးဖြစ်နေလဲဆိုတော့နားလဲစေချင်တယ်ဒါကတော့ capital leverage လို့ခေါ်ပေါ့နော်သူ့မှာရှိပြီးသားငွေကြေးကြောင့်မလို့ထက်ထက်ပြီးတော့မှပွားသွားတာပေါ့နော်အဲ့တော့သူတို့တွေကနောက်ထပ်စီးပွားရေးလုပ်မယ်ဆိုရင်လည်းငွေနဲ့ရင်းရဲတယ်ပေါ့နော်စီးပွားရေးအများစုကတော့ငွေအများကြီးရင်းရတယ်ဒါပေမဲ့အဲ့ငွေတစ်ခုတည်းနဲ့လည်းပြီးတာမဟုတ်ဘူးနော်အကယ်စဉ်းစားကြည့်သူက leverage မှာငွေတော့ရှိပါတယ် accountability တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးပြီးရင်ဒီတထေးသားကလည်းဘာမှကြွန့်ကျင်မှုမ ရှိဘူးဆိုရင်တော့ခဏလေးနဲ့အကုန်လုံးပလုံဆွတ်မှာပဲဒါဖြိုးအတိရဲမှာဆိုအများကြီးရှိတယ်မိဘကတော့ပတ်စံချပစ်လိုက်တယ်ဒါပေမဲ့နာမည်ခံပြီးတော့သူ့စီးပွားရေးကိုလုတာမဟုတ်ဘူးနောက်ကွယ်ကနေမိဘစီးပွားရေးလုတာလို့လို့ကိုလုတာလို့လို့နဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိတော့ accountability မရှိဘူးဘာကျွမ်းကျင်မှု specific knowledge မှမရှိဘူးဖြစ်တဲ့အတွက်သူ့ပေးလိုက်တဲ့ပတ်စံဘယ်နှထောင်ပေးပေးဘယ်နေရာပေးပေးအကုန်လုံးကုန်နာကြည့်ပဲပေါ့နော်နောက်ထပ် leverage နှစ်ခုကတော့ဘာ leverage တွေလဲဆို permissionless leverage လို့ခေါ်တယ်အဲ့ဒါက media နဲ့ code အခုဖြိုးတို့ရှင်တို့ application ရဲ့ computer coding ကိုပြောချင် ာမီဒီယာတွေဗီဒီယိုတွေကွန်ပျူတာကုဒင်းတွေပေါ့နော်အဲ့ဒါတွေကလည်းလူတစ်ယောက်နဲ့တစ်ယောက်ကိုအရန်ကွာခြားသွားစေတဲ့ကုတ်ကက်အားတွေပဲပေါ့နော်ဥမာဖြိုးဆိုရင် ဖြိုးထက်အရန်ချမ်းသာပြီးတော့မှဖြိုးတို့မိသားစုထက်အများကြီးပြည့်စုံကြွယ်ဝတဲ့သူတွေရှိတယ်မိတ်ဆွေတငယ်ချင်းတွေမှာဒါပေမဲ့သူတို့နဲ့ဖြိုးနဲ့ရှင်ရင်တောင်မှသူတို့မိဘတွေကသူတို့ကိုအလုတ်လုပ်ဖို့ရှာအတွက်ပတ်စံတွေအများကြီးထုတ်ပင်ထုတ်ပစ်လိုက်မယ်ဖြိုးမိဘဆိုဖြိုးဘာမှထုတ်ပစ်စရာမလိုဘူးပေါ့နော်ဘာကြောင့်မို့လဲဆိုဖြိုးမှသူတို့ကပတ်စံထုတ်ပစ်လိုက်ပြီးတော့မှအလုတ်ဆမယ်ဆိုဖြိုးမှအဲ့ပတ်စံထုတ်စရာမလိုဘဲနဲ့ leverage ကဘယ်နေရာမှာရှိလဲဆိုအခုလုံနေတဲ့ media ပေါ့နော် video တွေရိုက်တယ် coding ပေါ့နော်အခု coding ဆိုတာဒီရှင်တို့ application ဆိုတာလဲ code လေနောက်ကနေ code ရေးထားတယ်အဲ့ဒါတွေကလည်းဖြိုးတို့ရဲ့ leverage ကိုပေးပါတယ်။တခြားသူနဲ့ကိုနဲ့တူတူလောက်ခဲ့တဲ့တိုင်အောင်လို့လုံးဝကို့မှာကကုတ်ကန်အားနဲ့ away ကိုမြ мян ရောက်သွားအောင်လို့တွန်းအားတွေအများကြီးဖြစ်စေပါတယ်။ဘာဖြစ်လို့အဲ့လိုမျိုးခုတ်တင်တဲ့မီဒီယာအဲ့လိုမျိုးဖြစ်စေရလဲဆိုတော့ဥမာမီဒီယာဆိုရင်ခဏခဏကြားပါလိမ့်မယ်ကိုအိတ်နေနေပတ်စံဝင်နေအိတ်နေပတ်စံဝင်နေဆိုတာကမီဒီယာကဗီဒီယိုကတစ်ချိန်ရိုက်ပြီးတင်ထားလိုက်ပြီးဆိုရင်တခြားသူကနောက်ထပ်10နှစ်နေမှကြည်လေ ကိုကဘာမှဆက်လုပ်ပေးစရာမလိုဘူးဖြိုလွန်ခဲ့တဲ့9နှစ်ကရိုက်ထားတဲ့ဗီဒီယိုအခုချိန်ထိတခြားသူတွေကြည့်ပြီးတော့မှဖြိုကိုတိလာပြီးဥမာရွှေနှုတ်ကိုစိတ်ဝင်စားလာတဲ့ Transformer မှာတင်းနေတက်တယ်ဆိုတာကအဲ့ဒါကိုပြောချင်တာကိုကတစ်ခေါက်ရိုက်ပြီးသွားပြီဆိုရင်နောက်ထပ်နှစ်ပေါင်းများစွာအဲ့ဗီဒီယိုတင်ထားသူတွေအလုတ်ဆက်ဖြစ်နေတာပေါ့နော်အခုခက်ကမီဒီယာခက်ပါပြီးရင်ခုတ်ဆိုရင်လည်းရွှေနှုတ် application ကတစ်ခေါက်ရေးထားပြီးသွားပြီဆိုရင်နောက်ထပ်နည်းနည်းနည်းပြင်နေုံပဲရှိတာထပ်ပြီးရေးစရာမလိုတော့ဘူးအဲ့ဒါတွေကလူတယောက်ရဲ့ချမ်းသာကြိုးဝါမှုအများဆုံးအများကြီးဖြစ်စရာပေါ့နော်အဲ့တော့ဒါကတော့ leverage နောက်တစ်ခုကတော့ judgment judgment ဆိုတာကတော့ waven ပိုက်ချနိုင်စွမ်းအခုမြင်နေရတဲ့စကားလုံးတိုင်းမှာ and with your mind not with your time ကိုယ့်အချိန်နဲ့ပတ်သက်မချနဲ့ဆုံးဖြတ်နိုင်စွမ်း ဝေဖန်ပိုင်းချနိုင်စွာနဲ့ပတ်ဆက်ချပါဖြိုးခဏခဏပြောပါတယ်ဥပမာ CEO တယောက်ရဲ့အလုပ်လုပ်တဲ့ချိန်ကလည်း၈နာရီ तू က CEO ဖြစ်လို့၁၀နာရီလုပ်လုပ်ခဲ့ရဆိုရင်တောင်မှကုမ္ပဏီမှာလုပ်နေတဲ့ manager ကလည်း तू ကလည်း၁၀နာရီတော့အမြဲတမ်းအချိန်ပေးရပါပဲဒါပေမဲ့သူတို့နှစ်ယောက်တော့၁၀နာရီအလုပ်လုပ်တာချင်းတူသည့်တိုင်အောင်လို့ဘာဖြစ်လို့ဒီ CEO ကြတော့တန်းချီပြီးပေးရလဲဘာကြောင့်လို့ပေးရလဲဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုကအများကြီးအများကြီး impact ကြီးပါတယ်။ तू ကဆုံးဖြတ်နိုင်စွမ်းကိုပတ်စံပေးတာသူ့ရဲ့အလုပ်လုပ်ချက်ကိုပတ်စံပေးတာမဟုတ်ဘူးပေါ့နော်။ဒါကြောင့်မလို့ကိုဝင်ဝေရှာတဲ့အချိန်မှာ ကိုယ့်ရဲ့အလုတ်ချိန်ကိုပတ်စံပေးတဲ့အလုတ်ကိုရွေးမိနေမှာဆိုရင်ဘယ်တော့မှ ချမ်းသာကြွယ်ဝမှုဖန်တီးလို့မရဘူးအလုတ်ချင်းနဲ့ပတ်ဆက်ရှာမယ်ဆိုစိတ်နဲ့ပတ်ဆက်ရှာမယ်စိတ်နဲ့ပတ်ဆက်ရှာဖို့ရှာအတွက်ကိုယ့်ရဲ့ဝေဖန်ပိုင်းချမ်းနိုင်စွမ်းပေါ့နော်တခုခုဆိုရင်ဆုံးဖြတ်ချက်ချနိုင်စွမ်းက next level နောက်တဲ့တစ်ဆင့်ကိုရောက်ရမယ်ပို့ပို့ကောင်းနေရမယ်ဖြိုးဆိုရင်ခဏခဏပြောတယ်ကိုယ့်ရဲ့ဝေဖန်ပိုင်းချနိုင်စွမ်းအရှိ့ကိုအရှိ့တိုင်းမြင်နိုင်စွမ်းနောက်တဲ့ကိုလှုပ်လိုက်တဲ့ action ရဲ့ consequences တွေဖြစ်လာမဲ့အကျိုးဆက်တွေကိုကြိုတင်ပြီးနားလည်ပြီးတော့မှလှုပ်ပြီးတော့မှအလုပ်ထဲမှာဆိုရင်လည်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်နေဆိုရင်ကိုယ့်ရဲ့လစာကပို့ပို့ပြီးအားကောင်းလာနိုင်မယ်ဥမာဖြိုးလို့ လုပ်တယ်ဆိုရင်လည်းဖြိုးရဲဆုံးဖြတ်ချက်တစ်ခုကမြန်မာပြည်မှာနော်ရွှေနှုတ် application ကိုတုံးနေတဲ့သူတွေအားလုံးကိုတွားပြီးတက်ရောက်မှုရှိမှာဖြစ်တဲ့အတွက်တနေ့တနေ့ဆုံးဖြတ်ချက်တွေအများကြီးချတဲ့အထက်မှာတခုမှန်ရင်တောင်မှဖြိုးအတွက်ကအလုပ်ပြီးပြီပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းဆိုတဲ့ decision making ကြောင့်မလို့ဝင်ငွေကောင်းကောင်း ရှာနိုင်တာဖြစ်ပါတယ်။ဝေဝိုင်းချနိုင်ဆိုရင်ကောင်းမှုဆိုရင်မလုပ်ရမလဲ။စာများများဖတ်ပါ။ပြီးရင်အတွေ့အကြုံတွေများများကိုယ်မှာရှိပါစေ။ experience တွေများလာပြီးပြီးရင်စာတွေဖတ်တယ်။ကိုလုပ်တဲ့အလုပ်တွေကိုပြန်ပြန်ပြီးသုံးသပ်တယ်။အမှန်တည်းမှန်အောင်လို့ဆုံးဖြတ်ချက်ချနိုင်ပြီဆိုရင် judgment တွေပိုကောင်းလာမယ်။ပြီးရင် CEO လိုမျိုးပဲအဲတနေ့ဆုံးဖြတ်ချက်တစ်ခုလေးချပြီးတော့မှတန်းကြွယ်တည်ဖြစ်ရမယ်။ချိုးဆိုရင်တနေ့နေ့ဆုံးဖြတ်ချက်အလုံးစုံချရင်၃ခုကအများဆုံးပဲ။အများကြီးမချဘူးပေါ့နော်။အဲ၃ခုမှန်ရင် ဖြိုးအလုတ်ကပြီးပြီဒီဝေဘမိုက်ချနိုင်စွမ်းနဲ့ပတ်သက်ပြီးတော့မှဖြိုးပြောခြင်းနဲ့ main idea ကတော့ ဒီမှာပြီးပါပြီလူတယောက်မှာ specific knowledge လိုတယ် accountability လိုတယ် leverage လိုတယ် judgment လိုတယ်အဲ့လေးခုပေါင်းပြီးတော့မှချမ်းသာကြွားကြုံဖန်တီးလို့ရတယ်အရန်အောင်မြင်ပြီးချမ်းသာရတဲ့သူကြီးလိုက်ဒီလေးခုတလုံးရှိရအဓိကကကိုယ် control လုပ်လို့ရတဲ့ဟာတွေတော့အရင်ဆုံး control လုပ်ဝေဘမိုက်ချနိုင်စွမ်းအားကောင်းအောင်လို့ number 1ကသူကစာဖက်ရမယ်စာရေးရမယ်ကိုယ့်ထက် smart ဖြစ်တဲ့သူတွေနဲ့ပေါင်းရမယ် computer တွေ technology တွေကိုအမြဲကျွမ်းကျင်နေအောင်သုံးသပ်အောင်သိအောင်နေရမယ်အဲ့လေးခုကိုအမြဲအစစ်မပြတ်လုပ်ပါလို့ဒီစာရေးဆရာပြောထားတယ်အမြဲတမ်းပဲကိုလိုချင်တဲ့ဘဝတစ်ခုကို ကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေဖြစ်ပါစေမျက်နှာမြင်ချစ်ခင်ပါစေအတန်ကြားရင်တနာပါစေရေလိုအေးပြီးတော့မှပန်းလုံးမွေးပါစေဖြိုးဖွာဖြိုးဆူတောင်းပေးတာဖြိုးအတွက်ပြည့်ခဲ့တဲ့လိုမျိုးပဲအားလုံးလည်းအဲ့ဆူတောင်းလေးပြည့်ပါစေလို့ပြောရင်းနဲ့မှ I love you all ပါ bye bye ပါရှင်အဖြူပြောခဲ့တဲ့စာအုပ်တွေကို Shreno application နဲ့မှအတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်နိုင်ပါတယ်ရှင်